ော်ဟိုမာကြီးစန်းတငယ်ချင်းတို့ငါကိုမင်းသားလေးကကြည့်နေတယ်ငါကိုဆွဲလန်းနေပြီထင်ပါရဲ့အမလေးပြအေးတန်ရဲ့ကြည့်လဲလို့ပါကြည့်လဲပြောပါဦးနေရုပ်ကိုများပါတယ်မင်းသားလေးကဆွဲလန်းတယ်ဟုတ်လားနေမျက်နှာကိုလေခွေးတကောင်လမ်းလျှောက်သွားရင်တောင်နေကိုလှည့်ကြည့်မှာမဟုတ်ဘူးအိမ်မက်မှတ်ပြီးစိတ်ကူးတွေရင်းမနေစမ်းပါနဲ့အေးတန်ရဲ့ဟဲ့ရွှေလာငင်ကကိုစော်ကားရယ်နော်ငင်ကကိုအရန်စော်ကားရယ်ရော့ဒီမှာ ငါကိုစော်ကားခြင်းဟဲ့ဟာမိတဲ့နင်တောက်ယူมาပဲလှွတ်ဆန်းငါ့ကိုလှွတ်ဆန်းငါကနေ့ကိုနောက်တာပါဟာဟဲ့ဒီမင်းကဘိုးတော်ဖရားရဲ့အချစ်တော်ဆိုဘာလို့ငါတို့ကိုအရေးကုန်ခွာခိုင်းနေတာလဲအေးတဲ့များလုံးပဲမင်္ဂလာပါရှင်ဒါရိုက်ဒီစတိုရီချန်နယ်ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတခါပြောပြပေးခြင်းနဲ့ပုံမြင်တင်လေးရဲ့ခေါင်းစဉ်ကတော့ မိဖုရားအသည့်အစာကို့သမီးတော်ကိုလက်ထပ်ယူဖို့ကြိုးစားခဲ့တဲ့ဘုရင်ကြီးတယောက်အကြောင်းဝင်ဖြစ်ပါတယ်။ပုံမြင်လေးမစတင်ခင်မိဖုရားလေးအောင်ပြီးတော့အဆုံးထိကြည့်ပေးကြပါအောင်ရှင်။ရေးလွန်လေပြီးတော့အခါကကဘာပေါ်မှာတကူအနာအလုံးပဲကြီးမြတ်လာတဲ့ပြည့်ရှင်မင်းတစ်ပါးရှိခဲ့ပါတယ်။အဲ့ဒီမင်းကြီးဟာ သူရဲ့လက်ဟောက်ခံနဲ့ဘယ်ပေါင်းများစွာကိုအုပ်ချုပ်ရတာမို့ထားပြီးမှစာဝတ်နေရေးခက်ခဲမှုတွေများစွာရှိခဲ့ပါတယ်။အဲဒီမင်းကြီးကအခြားမိန်းမတွေထက်အလားပါဆုံးဖြစ်တဲ့ဘိဗီယာခေါင်ကြီးတယောက်ရှိခဲ့ပါတယ်။သူတို့နှုံးမှာဘိဗီယာခေါင်ကြီးလိုပဲအလွန်ပြည့်စုံလှပလွန်တဲ့သမီးတော်တစ်ပါးလည်းရှိခဲ့ပါတယ်။ဒီနေ့ဘယင်ကြီးကကြည်စံငါရဲ့ဒီနန်းတော်ထဲမှာ ဒီမြင်းချံကြီးကတကယ်ကိုမှခန္ဓာလှပါပေတယ်။နောက်ဆက်ပြီးတော့လေငါရဲ့မြင်းချံကြီးကိုကောင်းကောင်းမွန်မွန်မွေးမြူစောင့်ရှောက်ကြပါအမမင်းတို့။ပြီးတော့ဟောရီမြင်းကိုတော့အထူးဂရုစိုက်ပြုစုစောင့်ရှောက်ကြပါ။ဒါငါရဲ့အချစ်ဆုံးမိတ်ဆွေမြင်းပဲ။မှန်လားပါရှင်မင်းကြီး။ဒီနေ့မှာတော့မင်းကြီးရဲ့မိဖုရားခေါင်ကြီးကယောဂဝေဒနာဆွဲကပ်လာပြီးတော့အကြီးအကျယ်ဖြားနာပါတော့တယ်။ဒီလိုနဲ့မင်းကြီးက ငါရဲ့အခြေဆုံးပြီဗျာငါကိုယ်တော်မြတ်ကိုယ်တော်မင်းရဲ့ယောဂကိုပြအောင်ကုသပေးမယ်ငါရဲ့အသက်တွေလည်းဆွံ့ရရင်ဆွံ့ရပါစေမင်းကိုငါပြအောင်ကုသပေးမယ်မိမိရဲ့ခေါင်းကြီးကအရှင်မင်းကြီးရဲ့အရှင်မင်းကြီးရဲ့ကြိုးစားမှုအားလုံးကို ရှင်မသိပါတယ်အရှင်မင်းကြီးကျမအတွက်စိုးရင်ပူပါမနေပါနဲ့တော့ကျမဒီမှာချက်ကြတဲ့နေနိုင်တော့မှမဟုတ်ပါဘူးရှင်အဲ့ဒီစားကျမမရှိတော့ရင် အရှင်မင်းကြီးရဲ့ဘေးနားမှာကျန်းနေခဲ့မဲ့ကျမတို့ရဲ့သမီးတော်လေးကိုသာကူးစိုက်ပေးပါနော်။ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့သမီးတော်ဖြစ်တဲ့ရေသနာဘုံမင်းသမီးကမိရဲ့မျက်နှာကိုကြည်ကွဲစွာကြည့်ပြီးတော့ရှောက်တင်ခဲ့ပါတယ်။မေမေဖေဟာမေတော်ဒီလိုမျိုးမပြောပါနဲ့။မေတော်ဟာမကြခင်တက်တာလာမှသိကြပါတယ်။သမီးတော်သိပါတယ်။သမီးတော်မေရောကိုပျောက်ကင်းတဲ့အထိကုသပေးပါပါပျောက်ကင်းတဲ့အထိပြုစုပေးပါပါမေရောရဲ့ အဲဒီနောက်မှာတော့ဘီရင်ကြီးကမိဖုရားကြီးကိုကုသနိုင်မှုအတွက်အကောင်ဆုံးသမားတော်တွေကိုအမတ်မင်းတွေကိုရှာခိုင်းလိုက်ပါတယ်။ကဲအမတ်ပေါင်းတို့ဒီတစ်ခါငါ့ရဲ့မိဖုရားကိုမကုနိုင်တဲ့သမားတော်ရှိရင်ငါကိုယ်တော်ကိုယ်တိုင်သူတို့ရဲ့ခေါင်းတွေကိုဖျက်ပြစ်မယ်ကြားလားမှန်လားပါအရှင်မင်းကြီးမိတော်မူတိုင်းပါဒီလိုနဲ့ရပောင်းများစွာ ကြာလာခဲ့တော့လေမိဖုရားကြီးမှတတ်တာမလာပဲနဲ့ အရာတတဲ့နာပုံပုံလေးနေပါတော့တယ်။အရှင်မင်းကြီးကျမလေးမကြခင်မှာသေလွန်ရတော့မယ်ထင်ပါတယ်မင်းကြီးရဲ့။တောင်းကအရှင်မင်းကြီးအချားမိပြားတစ်ပါးနဲ့လက်ထက်ယူရမယ်ဆိုရင် ကျမတက်ပို့ပြီးတော့နူးညံ့လာပါတဲ့အမျိုးသမီးကိုသာလက်ထက်ပါနော်။ဒီလိုနဲ့အရှင်မင်းကြီးကမိဖုရားမှာကြခဲ့တဲ့အတိုင်း မိဖုရားကြီးထက်လှပတဲ့အမျိုးသမီးဒီတိုင်းပြည်မှာတော့မဟုတ်အခြားတိုင်းပြည်မှာလည်းမရှိကြောင်းသူသိခဲ့ရပါတယ်။ဒါကြောင့်မလို့ဘီရင်ကြီးကအနောက်ထက်လက်ထက်နိုင်မီမဟုတ်ကြောင်းကိုသိလိုက်ပါတယ်။ဘီရင်ကြီးကအလွန်တုန်လှုပ်ပြီးတော့မိဖုရားကြီးအတွက်အနောက်ဒါရခဲ့ပါတယ်။သူကမိဖုရားမှာရှိသမျှအရာအလုံးကိုလှုပ်ပေးမိဟုဆုံးဖြတ်ကြေပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့မိဖုရားကောင်းကြီးကမဲရွာဆန်းကံကုံတော်မူခဲ့ပါတယ်။ ဒီလိုနဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ဘယင်ကြီးကမိဖုရားကြီးရဲ့စကားကိုသတိရပြီးတော့မိဖုရားအစ်စ်ယူလိုစိတ်ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဒါကြောင့်အမတ်မင်းအားလုံးကိုမိဖုရားဟောင်းထက်ပို့ပြီးတော့နူးညံ့ပြီးတော့လှပါတယ်။အမျိုးသမီးတူကိုရှာဖွေရန်အမိန့်ချမှတ်လိုက်ပါတော့တယ်။ဘူးကြီးမတ်အပေါင်းတို့ကမြတ်တော်မင်းကြီးမင်းကြီးအသက်ရှင်တော်မူတဲ့အချိန်တွင်မှာ အကျွန်ုပ်တို့ကမင်းကြီးအတွက်ပါရမီဖြည့်ပေးပါမယ်။ဒါကြောင့်မလို့မိဖုရဲ့ကောင်းကြီးမှားကြားခဲ့တဲ့အတိုင်းမင်းကြီးအတွက်မိဖုရဲ့ကောင်းကြီးထက်ပိုမိုလှပတဲ့အမျိုးသမီးတို့ကိုကျွန်တော်တို့ရှာဖွေနေစေပါ။ဒါပေမဲ့ကျွန်တော်မျိုးတို့ဟာတိုင်းပြည်အတွင်းရောအပြင်ရောအခုံရှာဖွေခဲ့တော်လဲမတွေ့ရှိကြပါဖေ။ဒီလိုနဲ့မင်းကြီးကအသက်ပြင်းချပြီးတော့ငါကိုယ်တော်မြတ်ထက်ပြီးတော့အမိန်ပေးတော်မူတယ်။ဆက်ပြီးတော့ရှာကြအောင် မှန်လာပါအရှင်မင်းကြီးဒီလိုနဲ့လာပေါင်းများစွာချပြီးတဲ့နောက်မှာတော့စစ်တီတော်တို့ကရောက်ရှိလာပြီးတော့မင်းကြီးကိုရှောက်တင်ခဲ့ပါတယ်စစ်တီတော်ကအရှင်မင်းကြီးကိုခါရပြုပါတယ်မိဖုရားကောင်ကြီးထက်ပိုလာပြီးတော့ပိုနူးညံ့တဲ့အမျိုးသမီးတူကိုကျွန်တော်မျိုးမြင်ခဲ့ရပါတယ်ရှင်မင်းကြီးအဲ့ဒီစကားကိုကြားလိုက်တဲ့အခါမှာတော့မင်းကြီးကစိတ်အယံလှုပ်ရှားစွာနဲ့နေမြန်လိုက်ပါတယ် ဟဲစစ်တီတော်မင်းတကယ်ပြောနေတာလားဗမာလေသူကဗမာလေပြောစမ်းပါအရှင်မင်းကြီးခင်ဗျာအဲ့ဒီမျိုးသမီးဟာအရှင်ရဲ့သမီးတော်ရှင်သနာဘုံမင်းသမီးပါပဲမိဖုရားအသက်ပေါ်လွန်ခဲ့တဲ့ကိလေသာစိတ်ကြောင့်ဘီရင်ကြီးကတန်ဖိုးရှိတဲ့အသည့်တရားအားလုံးကိုမေးလျော်ပြီးတော့မိမိသမီးတော်ကိုပင်လက်ထပ်ယူလို့စိတ်တွေဖြစ်ပေါ်လာလေတော့ပါတယ်ဒီလိုနဲ့ ဘီရင်ကြီးကလည်းသဘောတူလိုက်ပြီးတော့အဲ့ဒီအကြောင်းကိုမင်းသမီးလေးကပြန်ပြီးတော့အချားသီးတဲ့ခါမှာတော့ရှင်းနာပါဘူးမင်းသမီးလေးကသူ့ရဲ့အထင်းတော်မမဲနဲ့အတူနားမလည်နိုင်ဘူးမမဲသမီးတော်ဘလို့မှနားမလည်နိုင်ဘူးသမီးတော်ရဲ့ဖခင်မြေတော်ကဘာလို့သမီးတော်ကိုဒီလိုမျိုးလုံးရတာလဲဘာဖြစ်လို့သမီးတော်နဲ့ယူဖို့အဆုံးဖြတ်ရတာလဲမင်းသမီး ဒီအခြေအနေတွေကိုငါအကုန်ကြားခဲ့ပါပြီ။အရာအားလုံးကကောင်းမွန်လာပါလိမ့်မယ်။မင်းရဲ့ခမီးတော်လုံနေတာတွေကတကယ်ကိုယွန်စရာကောင်းလိုက်တာ။မင်းသမီးလေးရဲ့အထင်းတော်မဲမဲကအဲ့ဒီလိုမျိုးပြောပြီးတော့အကြံတစ်ခုမင်းသမီးလေးအတွက်ပေးလိုက်ပါတယ်။မင်းသမီးမင်းသမီးကဖခင်မျိုးတော်စီတွားတွေ့ရနိုင်မယ်။ပြီးတော့ နေမင်းလို့တောက်ပါပြီးတော့အချိန်မောမူတည်ပြီးတော့အယောင်ပြောင်းနိုင်တဲ့အကြောင်းမြတ်ယတနာတွေပေါ်တဲ့အဝိကိုတောင်းဆိုရမယ်။အဲ့ဒါကိုရမှသာ ဖခင်ကိုလက်ထက်မယ်လို့ပြောရမယ်။အရိအရာတွေကမဖြစ်နိုင်ဘူးမလားမေမေ။အဲ့ဒါကြောင့်မလို့မေမေကတောင်းဆိုခိုင်းတာမလား။ဒီလိုနဲ့ယတနာပုံမင်းသမီးလေးကသူ့ရဲ့အထင်တော်မေမေရဲ့အကြံပြုချက်ကိုလက်ခံသွားပြီးတော့ဖခင်ကိုသွားတွေ့ဖို့တောင်းဆိုလိုက်ပါတယ်။ မင်းသမီးရဲ့တောင်းဆိုချက်ကိုဖခင်ကြီးတော်ကနေပြီးတော့သူ့ရဲ့မူကြီးမက်ရာတွေကို အမိန်ပေးလိုက်ပါတယ်။နေထွက်မင်းလို့တောက်ပါတဲ့အကြောင်းမျက်ရည်သနာတွေပါတဲ့အဝိကိုအယောင်တွေအသေးစိတ်အပြည့်နာစာမရှိအောင်အမြန်ဆုံးရက်လုံးကြစမ်းမှန်လားပါရှင်မင်းကြီးဒီလိုနဲ့နောက်တစ်ပြိမ်မှာတော့လက်မှုပညာရှင်ကမင်းကြီးအားဆက်တာခဲ့ပါတယ် အဲဒီဝိကိုမြင်ပြီးတော့မင်းသမီးလည်းဘလို့မှရှောင်လဲလို့မရတော့တာကြောင့်မေမေတော့ကိုပြန်ပြီးတော့တွေးခဲ့ပါတယ်။အကြံပေးမေမေတော့ကငါရဲ့ဒီအကြံကမအောင်မြင်ဘူး။ဒါပေမဲ့မင်းသမီးလေးစိတ်ချပါ။နောက်ထပ်အကြံတစ်ခုကိုမေမေပေးပါမယ်။ဒီလိုနဲ့မင်းကြီးသဘောအကျဆုံးနေရာဖြစ်တဲ့နန်းတော်ထဲမှာရှိတဲ့မြင်းကြံနာကိုရောက်ရှိသွားပါတယ်။ကဲမင်းသမီး မင်းသမီးရဲ့ခမည်းတော်ကဒီမင်းကို အချစ်ဆုံးပဲဒါကြောင့်မင်းသမီးကအဲ့ဒီမင်းရဲ့အရေးကုံကိုတောင်းဆိုရမယ်ဘုရင်ကအဲ့ဒီမင်းကိုတတ်ရဲမှာမဟုတ်ဘူးလို့ငြားယုံကြည်တယ်ဘာလို့လဲဆိုတော့ तू ကဒီမင်းကိုအချစ်ဆုံးပဲလေဟုတ်တယ်ဒီချန်ကောင်းတယ်မမေဒီလိုနဲ့နောက်တနေ့မှာတော့မင်းသမီးကမေတော်ရဲ့အကြံအတိုင်းဘီရင်ကြီးတံကိုထပ်မံရောက်ရှိပြီးတော့တောင်းဆိုခဲ့ပါတယ်ဒီလိုနဲ့မင်းကြီးက ိုဘာမှဖြစ်တာမရှိပါဘူး။အချားပါများလူချင်းသေးလဲမင်းသမီး။မလူချင်းတော့ပါဘူးရှင်မင်းကြီး။တကယ်ကိုမှအံ့ဩစရာပါ။စစ်ချင်းမြတ်တာကြောင့်ဒီပြင်းကမလုံးသေးတဲ့အရာတွေကို လုံးမဲ့သူ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့မင်းကြီးကသူ့ရဲ့မြင်းကြံဆောင်အမှုတန်းတွေကိုမြင်းကိုတတ်ပြီးတော့အရှိကုံခွာခိုင်းလိုက်ပါတော့တယ်။ဒီလိုနဲ့မင်းကြီးရဲ့မြင်းကြံဆောင်မင်းမှုတန်းတွေကဟင် ဒီမင်းကမင်းကြီးရဲ့အချက်ဆုံးမိတ်ဆွေဆိုဒါဆိုဘာလို့သက်ပြီးတော့အရေးကုန်ခွာခိုင်းရတာလဲဒီလိုနဲ့သူတို့လည်းမင်းကြီးရဲ့အမိန်တိုင်းအဲ့ဒီမင်းကိုတတ်ပြီးတော့အရေးကုန်ခွာလိုက်ကြပြီးတော့မင်းကြီးထံဆက်သလိုက်ပါတော့တယ်။ဘီရင်ကြီးလည်းမင်းတေကိုရရချင်းပဲမင်းသမီးအားပြသလိုက်တဲ့အခါမှာတော့မင်းသမီးကငိုကြွေးပြီးတော့မေရော့စီကိုချက်ချင်းပြေးသွားခဲ့ပါတယ်။ဟင်ဘာဖြစ်လို့မင်းသမီးကထွက်ပြေးသွားတာလဲ။ မနက်ဖြန်မင်္ဂလာပွဲစမယ်။အဲဒီအချိန်မှာမင်းသမီးကိုငါရှိရအောင်ခေါ်လာခဲ့ကြစမ်း။အမတ်မင်းတွေကမှန်မှအရှင်မင်းကြီးအရှင်မင်းကြီးရဲ့အမိန်တော်ကိုအသက်သွင်းပေးပါမယ်။ဒီလိုနဲ့မင်းသမီးတွေကမင်းမဲသမီးတော်ဒီနေရာမှာစက်မနေနိုင်တော့ဘူး။သမီးတော်ဒီနေရာကနေအမြန်ဆုံးထွက်ပြေးမှရတော့မယ်။ဒီလိုနဲ့မင်းသမီးရဲ့အထင်တော်မင်းမဲက မင်းသမီးလေးရဲ့ငါမင်းကိုမကူညီနိုင်တာနောက်တရပါတယ်။ဒါပေမဲ့မင်းသွားရင်တော့ဒီအဝေစားတွေနဲ့လက်ဝဲရတနာတွေကိုယူသွားပါ။ပြီးတော့ဒီမင်းသမီးကိုလည်းခြုံထားရင်မင်းသမီးကိုဘယ်သူမှမှတ်မိမှာမဟုတ်ဘူး။မင်းသမီးလူလောကထဲမှာအသက်ဆက်ရှင်နေလို့ရပါတယ်။သူမရဲ့အထင်တော်မင်းသမီးကနှုတ်ဆက်ပြီးတော့ဝမ်းနဲ့စွာနဲ့နန်းတော်ကနေထွက်သွားခဲ့ပါတယ်။ မင်္ဂလာပွဲနေ့ရောက်လာတဲ့ခါမှာတော့မင်းကြီးကလည်းလက်ထပ်ဖို့ပြင်ဆင်ထားခဲ့ပါတယ်။ဒါပေမဲ့စေတူကြီးတယောက်ကအသိပေးလိုက်ပါတယ်။အရှင်မင်းကြီးခမကာရပြုပါတယ်။မင်းသမီးနန်းတော်တွေကနေထွက်ပြေးသွားပါပြီအရှင်မင်းကြီး။ဘာဘာပြောလိုက်တယ်။အခုချက်ချင်းစစ်တပ်တွေကိုစုပြီးတော့ငါသမီးတော်ကိုတွားရှာကြစမ်း။ ဒီလိုနဲ့ရပောင်းများစွာကြလာခဲ့တော့လေမင်းသမီးလေးကိုမင်းကြီးကမတွေ့နိုင်ခဲ့ပါဘူးဒီလိုနဲ့အနန်းတော်ထဲမှာပဲမင်းကြီးကအတိတရားများစွာရရှိပြီးတော့သူ့ရဲ့အမားခဲ့တဲ့အမားတွေကိုသူကိုယ်တိုင်နားလည်ခဲ့ပါတယ်သမီးတော်လေးရဲ့ခမည်းတော်တောင်းပါပါတယ်အမြန်ပြန်လာခဲ့ပါတော့သမီးတော်ပြန်လာရင်လေဒီလိုဆုံးဖြတ်ချက်မျိုးကိုခမည်းတော်ဘယ်တော့မှမလုပ်ဘူးလို့ခရီးပေးပါတယ်ကွယ် ဒီလိုနဲ့မင်းသမီးလေးကရပောင်းများစွာခရီးနှင်ပြီးတဲ့နောက်မှာတော့အလုသမားလိုအပ်တဲ့တောတဲ့တနေရာတို့ရောက်သွားခဲ့ပါတယ်။အဲဒီနေရာမှာအလုလုဖို့တောင်းဆိုပြီးတော့အဲဒီချိန်ကနေစပြီးတော့လေယာဉ်လုပ်ငန်းများကိုအလုလုကန်ခဲ့ပါတယ်။သူမကမိရေခြုံထားတဲ့ရှင်မဒါမှမဟုတ်ရှင်မလေးရှင်နာဘုံဟုအဲဒီနေရာမှာအမိတွင်ပြီးတော့နေခဲ့ပါတယ်။ ဒီလိုလက်တနည်းမှာတော့မင်းသမီးလေးကသူ့ရဲ့အပောင်းပါးတွေနဲ့ရာတော်တွေကပြန်လာတဲ့ချိန်မှာဟောဟိုမာကြီးစန်းတငယ်ချင်းတို့ငါကိုမင်းသားလေးကကြည့်နေတယ်ငါကိုဆွဲလန်းနေပြီထင်ပါရဲ့အမလေးပြအေးတန်ရဲ့ကြည့်လေလို့ပေါ့ကြည့်လေပြောပါဦးနေရုပ်ကိုများပါတယ်မင်းသားလေးကဆွဲလန်းတယ်ဟုတ်လားနေမျက်နှာကိုလေခွေးတကောင်လမ်းလျှောက်သွားရင်တောင်နေကိုလှည့်ကြည့်မှမဟုတ်ဘူး ်အိမ်မက်မှပြီးစိတ်ကူးတွေရင်းမနေစမ်းမနဲ့အေးတန်ရဲ့ဟဲ့ရွှေလားနင်ကကိုစော်ကားတယ်နော်နင်ကကိုအရန်စော်ကားတယ်ရော့ဒီမှာငါ့ကိုစော်ကားခြင်းဟုဟဲ့ဟာဒီတန်နင်တောက်ယူမှာပဲလှွတ်ဆန်းငါ့ကိုလှွတ်ဆန်းငါကနေကိုနောက်တာပါဟာ အဲဒီပြည်နယ်မှာရှိတဲ့သူဝနမင်းသားဆိုသူကမြင်းနဲ့တော်ရဲမှာအမဲလိုက်ရာမှာပြန်လာခဲ့ပြီးတော့မင်းသမီးလူလူရှိရာစီကိုတန်းပြီးလာခဲ့ပါတယ်။ဒီလိုနဲ့မင်းသားကမင်းသမီးလူစီနာကိုရောက်လာပြီးတော့မင်္ဂလာပါခင်ဗျာ။တခုလောက်မေးချင်လို့ရမလားခင်ဗျာ။ဒီနေ့ရွာလူကြီးကအိမ်မှာရှိပါသလားခင်ဗျာ။မင်းသမီးလေးကအဲအဲ့ဒါမင်္ဂလာပါချစ်မင်းသား။ ရွာလူကြီးဒီနေ့အိမ်မှာမရှိပါဘူး။မင်းသမီးလေးရဲ့တငယ်ချင်းမအေးတန်ကပြောခဲ့ပါလေ။အေးတန်ကမင်းသားမဆရာရှင်တခုခုခြံထားခဲ့လေ။ကျမတို့ကနေတစင်ပြောပေးပါမယ်။မအေးတန်ကအရှင်မင်းသားအရှင်မင်းသားလိုအပ်တာရှင်ဘာမှစုပြောပါ။ကျမလုပ်ပေးပါမယ်။ကိုရွှေလန်းဆိုသူကလည်းအကျွန်တော်မျိုးနဲ့အရှင်အတွက်ဆိုအရာရာလုပ်ပေးပါမယ်ခင်ဗျာ။ သူနာမင်းသားကရပါတယ်ခမညာမင်းတို့နှစ်ယောက်ကိုတကယ်ကျေးဇူးတင်ပါတယ်အင်းဒါပေမဲ့မင်းတို့နှစ်ယောက်ရဲ့ဘေးကအမျိုးသမီးလေးကတော့ဘာစကားမှလည်းမပြောပါလားပြီးတော့အဲ့ဒီမျိုးသမီးလေးကိုဒီမှာတခါမှမမြင်ဘူးပါဘူးအရှင်မင်းသားကျမကတခြားပြည်နယ်ကပါကျမတယောက်တည်းမလို့ဒီမှာလာပြီးတော့အလုံးလုံးရင်းနဲ့လာနေတာပါ မင်းသားကမင်းသမီးကိုမြင်မြင်ချင်းပဲချစ်ခင်ဆွေလန်းသွားပြီးတော့ပြုံးပြနှုတ်ဆက်ခဲ့ပါတယ်။ဟုတ်ပါပြီဗျာ။ခမရတို့ကတကယ့်ကိုခင်မှုကောင်းပါတယ်။ဒီလိုလိုဗျာ။မနက်ဖြန်ကျွန်တော်နဲ့အတူတူအပြင်သွားဖို့ဒီကအမျိုးသမီးလေးကိုဖိတ်ခေါ်လို့ရမလားခမရ။ရှင်။ကျမကိုအင်းအဲ့ဒါဒီလိုနဲ့မအီတန်ကကြားထဲကဝင်ပြီးတော့ ။အော်ရပါရဲ့မင်းသားရပါရဲ့။မောင်ရွှေလန်းကဟဲ့အေးသက်။သူကနေကိုခေါ်နေတာမဟုတ်ဘူးလေ။ရှင်သနာဘုံကိုခေါ်နေတာ။ရပါရဲ့ခင်ဗျာ။ဘသူလိုက်လိုက်ရပါရဲ့။ဒီလိုနဲ့သူကနာမင်းသားကပြောဆိုပြီးတော့ပြန်သွားခဲ့ပါရဲ့။ဒီလိုနဲ့ညည့်ချုံထားတဲ့မင်းသမီးလေးကလည်းအော်ခဏလေးပါတခင်မနာဖန်တခင်နဲ့တွေ့ပါမယ် မင်းသမီးလေးကသခင်နဲ့တွေ့ဖို့သဘောတူလိုက်ပါတယ်။ဒီလိုနဲ့မင်းသားလေးကအလုံးမဲပျော်ရွှင်သွားခဲ့ပါတယ်။နောက်ဆက်တဲ့တညမှာတော့ကြည်စံယေသနာဘုံရာမင်းကြီးကဘလောင်းလှလိုက်လေ။မင်းရောရာမင်းကြီးကိုကြည့်ရတာကြိုက်ရလား။ဟုတ်ကဲ့အားပါရင်မင်းသားရဲ့ရာမင်းကိုကြည့်ရတာကအတိတ်ပင်များစွာ ရှိတယ်ဆိုတာသိပါတယ်။ ဒါကတဘာဝနဲ့ချိတ်ဆက်ခြင်းငင်းချမ်းခြင်းကဘာကြီးကိုပို့ပြီးတော့နားလေခြင်းတွေပါဝင်နေလေငင်းကြီးမှုရဲ့လရဲ့အဆင့်တွေပေါ်မူတည်ပြီးတော့ကာမင်းဟာမတူညီတဲ့အရာတွေကိုကိုးစားပြုတယ်ဒီလိုနဲ့ယတနာဘုံမင်းသမီးလေးနဲ့သူကနာမင်းသားလေးကစကားဆက်မိပြောကြရင်းနဲ့တ냐တာကိုကုံဆုံးခဲ့ပါတယ်ဒီနေ့ရောက်တော့သူကနာမင်းသားကမင်းသမီးလေးကိုလက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ် ်မင်းသမီးလေးကလည်းအလွန်ပျော်ရွှင်သွားပြီးတော့သူမှသဘောတူလက်ခံခဲ့ပါတယ်နောက်တနေ့ရောက်တဲ့အခါမှာတော့မင်းသမီးကသူမရဲ့မင်္ဂလာပွဲကို ဖခင်ရဲ့တော်ဖြစ်တဲ့မင်းကြီးတက်ရောက်နိုင်မှုအတွက်မင်းသားရဲ့အတိုင်းပြည်ရဲ့အစာကျွမ်းလာပိုးဖြစ်တဲ့ငှက်ကလေးတစ်ကောင်ကိုဖိတ်စာပို့ဖို့ပြင်ဆင်ခဲ့ပါတယ်။ဒီစာကိုပုံပါနှစ်ကိုပြည်ရဲ့ဘီရင်ကြီးထံကိုပို့ပေးပါရှင်။မှန်လားပါမင်းသမီး ဒီလိုနဲ့ဘီရင်ကြီးကမင်းသမီးလေးရဲ့စာကိုဖတ်ပြီးရဲ့နောက်မှာတော့အလိုမဲပြောရှင်သွားခဲ့ပါတယ်။အိုးငါရဲ့သမီးတော်ငါရဲ့သမီးတော်စီကအဆက်အသွယ်ရလာပြီ။သမီးတော်ရဲ့ဖခမေတော်ရဲ့အကြောင်းပွဲဖွေရအမားကိုဖခမေတော်ကိုယ်တိုင်နဲ့နဲ့ဆိုင်ဆိုင်ရှက်မိပါတယ်။ပြီးတော့လည်းသမီးတော်ကိုကျေးဇူးတင်လိုက်တာဖခမေတော်ကိုခွတ်လို့ပြီးပြီးတော့ဒီလိုမျိုးဖိတ်စာဖိတ်ခဲ့တဲ့အတွက်ပေါ့။ သမီးတော်ကိုဖခင်မေတော့အမြင်လွမ်းပါတယ်။ကြည်ကြည်လွမ်းနေခဲ့ပါတယ်။ဒီလိုနဲ့အနောက်တစ်နေရောက်တော့ဘယင်ကြီးကသမီးတော်ကိုလက်ဆောင်ပနာများပြင်ဆင်နိုင်ရန်အတွက်စင်မင်းနဲ့လူအပ်တော်ပစ္စည်းများကိုပြင်ဆင်ဖို့တမိုးတွေကိုအမိန့်ပေးလိုက်ပါတယ်။မင်းသမီးမင်္ဂလာဆောင်နေနေမှာတော့ကားမီအလုံးကဘယင်လေးရောက်လာကြသလို သူမရဲ့ဖခင်မီးတော်လည်းရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဘရင်ကြီးကမင်းသမီးဖြစ်တဲ့သမီးတော်လေးထံကိုချဉ်းကပ်ပြီးတော့နောင်တရစွာ စကားလုံးများစွာနဲ့ပြောခဲ့ပါတယ်။ငါရဲ့ချစ်သမီးတော်ဖခင်မီးတော်ရဲ့အမားတွေအတွက်တောင်းပန်ပါတယ်။နောက်ထပ်ထပ်ပြီးတော့သမီးတော်ကိုဘလို့မှမကောင်းတဲ့အရာတွေမဖြစ်စေရဘူးလို့ဖခင်မီးတော်ကတိပေးပါတယ်။ဒီလိုနဲ့မင်းသမီးကဖခင်မီးတော်အတိတ်ကအရာတွေကို သိပြီးတော့မတွေးပါနဲ့တော့ ဖခမဲတော်ရဲ့မတင်တော်ရဲ့လုံရက်တွေကိုပြောင်းလဲနိုင်ခဲ့တာပဲ။သမီးတော်ကအယံကိုဝမ်းသာလာပါပြီ။သမီးအယံပျော်ပါတယ်။ဒါကသမီးတော်ရဲ့ခင်မွန်လောင်းပါ။ဒီလိုနဲ့သူတို့နှုတ်သားပြန်လဲတင်းမြတ်သွားကြပြီးတော့ဒီလိုနဲ့မင်းသမီးလေးရဲ့မင်္ဂလာပွဲကပျော်ရွှင်မှုများစွာနဲ့ပြည့်နှံ့နေတဲ့မင်္ဂလာပွဲတစ်ခုဖြစ်ဆင်နွှဲခဲ့ပါတော့တယ်။